ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီတညဝတီထန်းနေကလုံးမျိုးတိုင်းရင်းသားမြတ်စာအုပ်ကိုလေးပြီးတော့ဒီထက်ကအကြောင်းအရာတွေကိုတော့ပြန်ပြီးတော့ဝင်မျှပေးတာပေါ့နော်ဆိုတော့အဲ့ဒီမှာသင်ခန်းရေးစရာတွေကျွန်တော်တို့အတူရေးစရာတွေကျွန်တော်တို့အတွက်နော် တကယ်ပြုပြင်စရာအများကြီးပါတယ်ဒီစာအုပ်ထဲမှာဆိုတော့ဒီနေ့ကတော့စာမျက်နှာ132နှစ်နော်စာမျက်နှာ132နှစ်ဒီစာမျက်နှာ132နှစ်ကိုနေပြီးတော့အဓိကအခြေခံပြတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒါကတော့ကျွန်တော်တို့အတွက်တော်တော်အရေးကြီးတယ်ဆိုတော့ဒီစာအုပ်ရဲ့နော်စာမျက်နှာ132နှစ်ကပြောထားလဲဆိုလို့ရှိရင်တို့သူတေသနာလုပ်တာနော်သူတေသနာလုပ်တာက မျိုးနဲ့ခမီးဟာဆိုလို့ရှိရင်မတူဘူးဆိုပြီးတော့ခမီးကနေပြီးတော့ဟောလွတ်တော်မှာအရင်ဆုံးကလွတ်တော်မှာရောက်ဖူးတယ်နောက်လွတ်တော်မှာရောက်ဖူးတယ်ဆိုတော့မျိုးခေါ်ခမီးအမျိုးသားဆေးလုံးညီညွတ်ရဲ့ပါတီလုတ်ခေတုံးကပေါ့ပါတီမှာလွတ်တော်မှာရောက်ခဲ့တဲ့ခါကျတော့လွတ်တော်မှာတင်းတယ်နောက်တင်းတယ်တင်းပြီးတော့အဲ့ဒီကနေပြီးတော့သူတို့သူတည်သနာလုပ်တယ်တင်းဒီလူမျိုးဟာဆိုလို့ရှိရင်တူလာမတူလာဆိုပြီးမှအဲ့လိုမျိုးကွင်းဆင်းပြီးတော့လေ့လာရတဲ့အဆင့်အထိရောက်သွားတယ်ဆိုတော့ အဲ့ဒီဟာကိုနေပြီးတော့အတိတ်က highlight လုပ်ပြီးတော့ကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒီဟာကိုပြောဖို့အတွက်ကကျွန်တော်တို့အတိတ်ကမိခွန်းတွေပေါ်လာတယ်เนาะပေါ်လာတယ်ဆိုတော့အဲ့ဒီမိခွန်းကိုကျွန်တော်တို့ခမီးဆိုတဲ့เนาะကျွန်တော်တို့တအားခွဲထွက်ခြင်းနဲ့ငန်းငန်းတက်ပေါ့เนาะသူတို့ခွဲထွက်ခြင်းနဲ့ဆိုတဲ့လူတွေကိုကျွန်တော်မေ့ချင်တာကဘာကိုလိုချင်တာလဲเนาะအဲ့ဒီခမီးလူမျိုးတွေကသူတို့လူမျိုးအတွက်ဘာအကျိုးအမြတ်တွေရချင်လို့လဲခွဲထွက်တယ်ဆိုတာတစ်ခုခုအကြောင်းပြချက်ခိုင်လုံတဲ့အကျိုးပြချက်အကြောင်းပြချက်တစ်ခုရှိရမယ်ဆိုတော့ ဲ့ဒီမှာစဉ်းစားလို့ရတာကဘာလို့လဲဆိုလို့ချင်းလူမျိုးဆိုတော့ဘီနီကိုလိုချင်တာလားဟမ်ဘီနီဘီနီကိုလိုချင်တာလားဆိုတော့ဘီနီကိုတောင်းချင်လို့ဒီလူမျိုးတစ်မျိုးကိုခွဲထွက်လို့ရပြီဆိုလို့ချင်းသူတို့ဘီနီရမယ်ဆိုလို့ရှိရင်ခွဲထွန်းတင်ပါတယ်နော်ခွဲထွက်တင်ပါတယ်နော်မရဘူးဆိုလို့ရှိရင်တော့ဘာကြောမှမရှိဘူးဆိုတဲ့ဟာကိုကျွန်တော်တို့နားလေပို့လို့တယ်နော်အဲ့ဒီခမီလူမျိုးတွေနောက်တစ်ခုကလူမျိုးကိုတိုးတက်ချင်လို့လားနော်တိုးတက်စေချင်လို့တိုးတက်ချင်လို့နော်အဲ့ဒီလူမျိုးကနေပြီးတော့ခွဲထွက်ချင်တာလား တက်တက်နေချင်တာလားဆိုတော့အဲ့လိုမျိုးလူမျိုးတိုးတက်စေချင်တယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့လက္ခဏာပဲဒါပေမဲ့မဖြစ်နိုင်တာကဘာလဲဆိုတော့အဲ့ဒီလူမျိုးတစ်ခုတိုးတက်အောင်လုပ်ဖို့ကကျွန်တော်တို့အဖွဲ့အစည်းလိုတယ်နော်အဖွဲ့အစည်းလိုတယ်အဲ့ဒါကကျွန်တော်တို့လွှတ်တော်မှာတစ်ခုခုနေရာတစ်ခုခုမှာလူကြီးလူကောင်းတွေရှိဖို့လိုတယ်ဒီရာထုရခိုင်နဲ့ရှိတဲ့လူတွေကကိုယ့်လူမျိုးတိုးတက်အောင်လုပ်ရတာအဲ့လုပ်ရတဲ့ခါကျတော့လူမျိုးတိုးတက်အောင်လုပ်ရမယ်ဆိုရင်ကိုယ်မှာ ပေါက်ရောက်တဲ့လူတွေရှိရမယ်เนาะတိုင်းရင်ဆင်ပြင်းနေချင်းခရိုင်အဆင်စသဖြင့်เนาะကျွန်တော်တို့လူရှိရမယ်ရှိမှသာလျှင်ကျွန်တော်တို့ကအဲ့လိုမျိုးတုတ်တက်အောင်လုပ်လို့ရတယ်ဆိုတော့အဲ့လိုမျိုးဒီအဆင်တွေရှိဖို့ကဘာလို့လဲဆိုလို့ရှိရင်လွတ်တော်လို့တယ်နိုင်ငံရဲ့အတိုင်းဝိုင်းလို့တယ်ဆိုတော့အဲ့ဒီလွတ်တော်ကိုเนาะတက်နိုင်ဖို့အတွက်ကိုယ့်ရဲ့မဲဆန္ဒတွေကနေပြီးတော့လူတွေရရမယ်ပြလို့ရှိရင်တော့တယောက်တယောက်တယောက်စီရဲ့အရေးချင်းရเนาะအဲ့လိုမျိုး နော်နေရာတွေရလာကြမယ်အဲ့ဒါမှတိုးတက်အောင်လုပ်လို့ရတယ်ဆိုတော့အဲ့လိုမျိုးအဆင့်ကိုရနိုင်ဖို့ရှိသလားဒီလူမျိုးစုတစ်မျိုးစုတစ်ခုလေးနဲ့ခမီးဆိုတဲ့လူမျိုးတစ်မျိုးလေးနဲ့လူအင်အားလေးနဲ့လူစင်အားနဲ့ကျွန်တော်တို့ဒီအရာကိုဖော်ထုတ်နိုင်မလားဆိုတဲ့ဟာကိုစဉ်းစားပါတကယ်တော့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့ဟာကိုသူများကအချင်းချင်းသက်သက်ပဲဘာတစ်ခုမှအောင်လာအောင်မြင်လာနိုင်မှာမဟုတ်ဘူးနောက်တစ်ခုကအနိုင်ခံဘဝနဲ့လွတ်ချင်လို့လားနော်နေတာကဘသူတွေလဲအခု ဒီခမင်းဆိုတဲ့နော်ခွဲထွက်ချင်တဲ့လူတွေကဒီမျိုးတွေကနေပြီးတော့ခွဲထွက်မှဖြစ်တယ်ဆိုတော့ဒီလူမျိုးမျိုးလူမျိုးတွေကခမင်းဆိုတဲ့လူတွေကိုနှိမ်လို့လားနှိမ်လို့ခွဲထွက်ချင်တာလားနှိမ်တာကျွန်တော်တို့မဟုတ်ဘူးနော်ခမင်းလူမျိုးတွေကတိပုတ်ကဒီခမင်းဆိုတဲ့လူမျိုးတွေကိုနှိမ်တာကျွန်တော်တို့မဟုတ်ဘူးဘသူတွေနှိမ်တာလဲဒီအနိခံဘဝနဲ့လွတ်မြောက်အောင်လုပ်ဖို့အတွက်ကနော် မားနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့မြင်ကိုယ်တည်းသိဖို့လိုတယ်နော်ခမင်းလူမျိုးတွေကိုအနေခံဘဝကိုတော့မတိုးတက်အောင်နော်ကျွန်တော်တို့ចောင်းဆက်တယောက်တောင်မရှိဘူးဆေးရတယောက်တယောက်တောင်မရှိဘူးခရိုင်အစင်မှမရှိဘူးစစ်တပ်မှာဆိုလို့ရှိရဘိုးအစင်မရှိဘူးမရှိဘူးလာဝကမှာလည်းလူမရှိဘူးစသည်ဖြစ်စသည်ဖြစ်နေရတွေထူသမျှဘာခုမှမရှိအောင်လုပ်တာမျိုးမဟုတ်ဘူးနော်မျိုးမဟုတ်ဘူးဟုတ်တဲ့လူတွေကိုတော့တော့အဲ့ဒီအနေခံဘဝနဲ့လွတ်မြောက်သူတို့ကိုတောင်းဆိုရမယ်ကျွန်တော်ပြောချင်တယ်ပြောချင်တယ်ကျွန်တော်တို့အနေခံဘဝနဲ့လွတ်ချင်တယ်ဆိုလို့ရှိရင်နော် တကယ့်နှင်ထားတဲ့လူမျိုးကိုပြောပါငါအဲ့ဒီလူမျိုးတွေအနစ်ခံဘဝနဲ့လွတ်ချင်တယ်ဆိုရင်အဲ့ဒီလူမျိုးကိုသွားပြီးတော့နှိုးဆော်ရမယ်တိုက်တွန်းရမယ်စသည်ဖြင့်စသည်ဖြင့်တော့ကျွန်တော်တို့နီလန်ဘောင်းစုံနဲ့သူတို့တီအောင်လုပ်ရမယ်အဲ့ဒါမှအနစ်ခံဘဝနဲ့လွတ်မယ်ဆိုတာကျွန်တော်တို့သတိထားဖို့လိုလိမ့်မယ်ကျွန်တော်ညီကိုပဲနောက်တစ်ခုကတော့တိုင်းရင်းသားတရား35မျိုးမှနော်တမျိုးပိုလာစီခြင်းနဲ့အဲ့လိုမျိုးပိုလာခြင်းအဖြစ်ခမေလူမျိုးတို့အတွက်ဘာအကျိုးရလဲတွေရှိမလဲဆိုတာကို ဟိုနောက်ထပ်မှာကျွန်တော်တို့စဉ်းစားပလို့လိမ့်မယ်ရခိုင်လူမျိုးစုနော်တိုင်းရင်းသားရခိုင်ပြည်နယ်မှာတိုင်းရင်းသား9မျိုးရှိတယ်အဲ့ဒီခမျိုးထက်မှာ10မျိုးဖြစ်အောင်သူလုပ်ချင်တာဘာရည်ရွယ်ချက်လဲနော်အဲ့ဒါကိုလုပ်ဖို့ကဘာတွေလိုအပ်တယ်လဲဆိုတာဒီမိခွန်းတွေရှိတယ်လားနော်ကျွန်တော်ခုမေးတဲ့ဟာတွေကိုစဉ်းစားကြည့်အစင်းစားကြည့်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်မဖြစ်ခင်မှာကျွန်တော်ရဲ့အဖြေကိုကျွန်တော်ကျွန်တော်ရဲ့ထင်မြင်ချက်ကိုကျွန်တော်ပြောပြရမယ်ဆိုရင်ဘာတစ်ခုမှရလာမှာမဟုတ်ဘူးเนาะဘာတစ်ခုမှရလာမှာမဟုတ်ဘူးပြည်နေကိုရလောက်အောင်ထိเนาะ ဘလုံးမှမဖြစ်နိုင်ဘူးလူမျိုးတစ်မျိုးကိုတုတ်တက်စေချင်တယ်ဆိုလို့ရှိရင်တစ်ခိုင်လူမျိုးတို့စီမှာတောင်းပါဆိုတော့တုတ်တက်အောင်လုပ်စေချင်တယ်ဆိုရင်တို့စီကိုဖွာတောင်းပါနော်တို့တို့လုပ်လိမ့်မယ်နောက်တစ်ခုကအနိခံဘဝနဲ့လွတ်မြောက်ချင်တာမျိုးလုံးမျိုးတွေကလုတ်ပြတာမဟုတ်တဲ့အတွက်ကြောင့်နော်ကျွန်တော်တို့အနိခံဘဝနဲ့လွတ်ချင်တဲ့ဆိုရင်နော်ကျွန်တော်တို့တကိတ်ပြည်နေရဲ့ပိုင်ရှင်တို့စီဖွာတောင်းပါနော်သူတို့လုတ်ပေးနိုင်လိမ့်မယ်ကျွန်တော်တို့မျိုးလူမျိုးတွေလုတ်ပိုက်ခွင့်ရှိပါဘူးနော်နောက်တစ်ခုကတိုင်းရက်သား136မျိုးမှာ136မျိုးဖြစ်ချင်တဲ့ပဆိုလို့ရှိရင် နော်လွတ်တော်ကိုရအောင်ကျွန်တော်တို့တက်ပါနော်လွတ်တော်မှာရပြီးမှကျွန်တော်တို့ကပြန်ပြီးတော့နော်သုတေသနလုပ်ရမှာဖြစ်တယ်အဲ့ဒီသုတေသနလုပ်ချက်အရနော်ကျွန်တော်တို့ကတခြားလူမျိုးပါလို့သူတို့သတ်မှတ်မှသာလျင်နော်ဓမီးလူမျိုးဆိုတာဓမျိုးထပ်တိုးလာမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်တော်မှလည်းဖြစ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တယ်အဲ့ဒါကကျွန်တော် blind ပြောတာမဟုတ်ဘူးကျွန်တော်တို့တမန်ရဲ့ background ကိုကျွန်တော်တို့ပြန်ချိန်မယ်မိုင်းပညာရှင်ဦးသာထွန်းကနေပြီးတော့ မျိုးနဲ့ခမီဟာအတူတူပဲပြောထားတာရှိတယ်အဲ့ဒါကစာမျက်နှာ128မှာကျွန်တော်တို့သိနိုင်တယ်နော်သိနိုင်တယ်သူတို့ကိုယ်တိုင်ကနေပြီးတော့ပြုထားတာဖြစ်တယ်အဲ့ဒီမှာဒါဆိုရင်ခမွီးကဘယ်ကလဲနော်ခမွီးဆိုတာချင်းလူမျိုးခမီးအော်ချင်းလိုမျိုးလေးရှိတယ်အရင်တော့ကကျွန်တော်ဟိုဗီဒီယိုမှာလည်းကျွန်တော်ပြောပြပြီးရခိုင်ပြည်နယ်ကအရင်တော့ကဒီ black one ကိုထိန်းချုပ်ခဲ့ဘူးတယ်ဆိုတော့ထိန်းချုပ်ခဲ့တဲ့ခါကျတော့ဒီအခု black one ဟာဆိုလို့ချင်းချင်းပြည်နယ်เนาะချင်းပြည်နယ်မှာရှိတဲ့ချင်းလိုမျိုးတွေအဲ့ဒီမှာရှိတယ်ရှိတဲ့ခါကျတော့အခုနောက်က ခမွေးဆိုတာထည့်ထားတယ်နော်ခမွေးကခမီးလူမျိုးတွေဖြစ်တယ်ခမီးလူမျိုးကချင်းလူမျိုး90နဲ့3မျိုးထဲမှာနော်သူတို့ကပါဝင်နေတယ်ဆိုတာနော်ချင်းရဲ့တမိုင်းတွေမှာကျွန်တော်တို့ခြေပါနော်ကျွန်တော်တို့ဒီစာမျက်နှာ128မှာလည်းပါဝင်တာကိုကျွန်တော်တို့သိရလိမ့်မယ်အဲ့ဒါက1980နဲ့3983စကောင်းစင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ တွေ့နိုင်ပါတယ်အဲ့ဒီအရာညာရခိုင်သမိုင်းပညာရှင်ကအခုနကခမွေးဆိုတာချင်းလူမျိုးသားဖြစ်တယ်နော်ခမီလူမျိုးမဟုတ်ဘူးခမီဟာဆိုလို့ရှိရင်မျိုးသားဖြစ်တယ်ဆိုတဲ့ဟာကိုနော်ဒီသမိုင်းပညာရှင်အခုနကဟောတော့ကျွန်တော်ဗီဒီယိုတင်တယ်အဲ့ဒီဆာရက်ဆရာပြောတာနော်အဲ့ဒီရခိုင်ဆာရက်ဆရာကပြောလဲဆိုတော့ခမွေးနဲ့ဒီမျိုးနဲ့ဟာဆိုလို့ရှိရင်တက်တက်ရှိတယ်ဆိုတာဥသာထုံးကိုယ်တိုင်ပြောတာပဲနော်ပြောစရာစကားတော့မရှိဘူးဆိုတော့အဲ့ဒီခမွေးဆိုတဲ့လူက ခမီမဟုတ်ဘူးနော်ခူမီလိုမျိုးချင်းလိုမျိုးသာဖြစ်တယ်ဆိုတဲ့ဟာကိုဒီသမိုင်းပညာရှင်ဥသာထွန်းလာနေပြီးတော့အတီးပြုထားတာဖြစ်တယ်အဲ့ဒါကတစ်ချက်နော်အဲ့ဒါရခိုင်ပြည်မှာနေတဲ့ကျွန်တော်တို့ကရခိုင်ပညာရှင်သမိုင်းပညာရှင်ကတီးပြုထားတဲ့ဟာကိုနော်စာမျက်နှာဒီစာအုပ်ရဲ့เนาะဒီစာအုပ်ရဲ့တမိုင်းစာအုပ်ရဲ့စာမျက်နှာ198မှာကျွန်တော်တို့တွေ့နိုင်တယ်ဖတ်လို့ရပါတယ်ဆိုတော့အဲ့ဒီတမိုင်းစာအုပ်ကိုပဲကျွန်တော်ကိုကောက်တော့ပြောတာဖြစ်တယ်နောက်တစ်ခုကသူတေသနာတစ်ခုကိုလုပ်တယ်เนาะအဲ့ဒါကကျွန်တော်တို့ခုနကဖော်ပြပေးပြီမြို့မြို့ခေါ်ခမိ တိုင်းရင်သားစစ်လို့ညီညွတ်ရေးပါတီကနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်တို့လွတ်တော်ကိုရောက်ခဲ့ဖူးတယ်။ရောက်ခဲ့ဖူးတဲ့ခါကျတော့အဲ့ဒီမှာပြဿနာတက်ပါလေရောနော်ပြဿနာတက်တဲ့ခါကျတော့နော်အဲ့ဒါက2013နဲ့တက်မှာနော်2013နိုဝင်ဘာလမှာโอเคဒီလိုမျိုးလိုမျိုးကိုဒါဆိုသူတည်တနာလုပ်ရမယ်ဆိုပြီးတော့2013နိုဝင်ဘာလ9ရက်နေ့မှာနော်အဲ့ဒီမှာနေပြည်တော်ကနော်ရင်ကျင်းမှုဝန်ကြီးဌာနကနေပြီးတော့ဒေါက်တာတိုးလှနဲ့ဦးကျော်ညင်းဆိုတဲ့လူကိုသူတို့ကခုနကသူတည်တနာ လုတ်ဖို့အတွက်ရခိုင်ပြည်ကိုထွက်လိုက်တယ်။နောက်ရခိုင်ပြည်ကိုထွက်လိုက်တဲ့ခါကျတော့အဲဒီမှာပြည်နေဝင်ကြီးတော့အလုတ်ရှုပ်တယ်။နောက်ညွန်ကြားရေးမုန်းတယ်၊လာဝကာတွေဌာနဆိုင်ရာအတိအသီးကလူတွေတော်တော်အလုတ်ရှုပ်ခေရတယ်။နောက်ရှုပ်ခေရတယ်။သူတို့သူတေသနာလုတ်တယ်။နောက်သူတေသနာလုတ်ပြီးတော့အဲဒီမှာနော်သူတို့စစ်စစ်ချက်တွေကိုကျွန်တော်တို့လုတ်တယ်။လုတ်တဲ့ခါကျတော့အဲဒီမှာစံမျက်နှာနော်38မှာနော်စကားဝဟရအလုံးပေါင်း6လုံးနဲ့နေပြီးတော့ တို့စစ်တယ်ပြင်းနေအတီးတီးမှသွားပြီးတော့ဟောဖက်မှာခုနကခမီးတွေအများစုရှိတဲ့နော်ပောက်တော်နေတော့ပူနာကျွန်းတို့ဘာတို့အဲ့ဒီမြို့နေတွေမှာအကုန်လုံးခမီးတွေရောမြို့တွေရောအဲ့ဒီတောင်မြို့တွေရောခမီးတွေရောအဲ့ကိုစစ်ချက်ကိုစစ်လိုက်တယ်နော်စစ်လိုက်တဲ့အခါကျတော့ခမီးနဲ့မြို့ဟာ100%အကုန်လုံးတူတယ်နော်အကုန်လုံးတူတယ်ဆိုတော့တောင်မြို့မရူစာကျတော့အဲ့ဒီစစ်ချက်လုံးမှာလေးလုံးလောက်ပဲတူတယ်နော်လေးလုံးလောက်ပဲတူတယ်နောက်တစ်ခုကခမီးခမီးနဲ့ဆိုတော့ဝေးကြီးနော်ဝေးကြီး ဲ့လာကချင်းချင်းမှာပါတဲ့ခါကျတော့တို့ရဲ့အခေါ်အဝါတွေနည်းနည်းကွာဟာမှုတွေပိုးပြီးတော့ဝဲသွားတယ်ဆိုတော့နော်ခမီးဆိုတဲ့လူမျိုးက100%နော်အပြစ်ပဲတရားမှတရားအပြစ်ပဲနော်လုံးဝတူတာကိုတွေ့တဲ့ခါကျတော့နော်အဲ့ဒီမှာခုနကဆင်းလာတဲ့နေပြည်တော်ကလွတ်လိုက်တဲ့နော်ချင်းမှုဝန်ကြီးဌာနကလွတ်လိုက်တဲ့ဒေါက်တာတိုးလားကနေပြီးတော့သူပြောပြလိုက်တယ်နော်ဒီလူမျိုးတွေအားဆိုလို့ရှိရင်နော်လူမျိုးလူမျိုးမဟုတ်ဘူးလူတစ်မျိုးထဲမှာနော်နာမည်နှစ်ခုရှိတာဖြစ်တယ်ဆိုပြီးတော့ပြောတယ်အစ်ဒီပေကတော့ အဲ့ဒီနေ့ကနေစပြီးတော့မျိုးနဲ့ခမီးကိုဘတော်မှခွဲလို့မရခဲ့ဘူးဆိုတော့ကျွန်တော်တို့ခမီးမျိုးမျိုးတွေသိပါတယ်နော်သိပါတယ်နော်သိပါတယ်မသိဘူးဆိုလို့ရှိရင်ဒီသမိုင်းစာကိုဝယ်ပါဝယ်ပြီးတော့ဖတ်ပါနော်ဖတ်ပါဆိုတော့စာမျက်နှာကဘယ်မှာတွေ့နေလဲဆိုလို့ရှိရင်132ကနေစတယ်တရ40နဲ့3မှာဆောင်းတယ်သူတို့ရဲ့သူတေသနာပြုတ်ချက်เนาะရွာနဲ့အတီးအကျနာမင်းနဲ့အတီးအကျเนาะအဲ့ဒီမှာ လူရဲ့ဘလောက်ရှိလဲဆိုတာတိကျဖော်ပြထားတဲ့ဒီစာအုပ်ထဲမှာကျွန်တော်တို့ကြည့်လို့ရတယ်เนาะကြည့်လို့ရတယ်ဆိုတော့အတီးပြုချက်နှစ်ခုကိုကျွန်တော်တို့တွေ့ရမယ်เนาะနံပါတ်1တစ်ချက်ကရခိုင်ပြည်နယ်ရဲ့เนาะဒီသမိုင်းပညာရှင်เนาะပန်ဒီဥသာထွန်းကနေပြီးတော့အတီးပြုထားတယ်ဒီလူမျိုးလူမျိုးဟာတူတူပါပဲဆိုတဲ့ဟာကိုเนาะအတီးပြုထားပေးတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ခုနကနေပြည်တော်ကရင်ချင်းမှုဝင်ကြီးဌာနကဒေါက်တာတိုးလာ နဲ့ဦးကျော်ငိမ့်တို့ဦးဆောင်ပြီးတော့ရခိုင်ပြည်နယ်ကိုတကက်ဝန်ကြီးဌာနအဆင့်ကနေပြီးတော့ညွှန်ကြားရေးမှုအဆင့်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 ဟိုးမာတိကျွန်တော်တို့သူတည်တနာလုတ်ခဲ့တယ်နော်လုတ်ခဲ့ရဲ့ဖက်ဆိုချက်ရဒီလူမျိုးဟာဆိုလို့ချင်းလူမျိုးမဟုတ်ဘူးလူမျိုးထက်ကနေပြီးတော့နာမည်နှစ်ခုရှိတာဖြစ်တယ်ဆိုပြီးမှအတီးပြူးထားတာကိုကျွန်တော်တို့ဒီသမိုင်းရဲ့စာမျက်နှာနော်တရားလေးစင်းနဲ့တုံးမှာနော်ကျွန်တော်တို့ဖော်ပြထားတယ်ဆိုတော့ဒီနေ့မိခွန်ကဘာလဲဆိုတော့ခမီးဆိုတဲ့ကျွန်တော်တို့မြို့ကိုပဲ ဘာလို့ချင်ကြတာလဲနော်ဘာကိုလို့ချင်ကြတာလဲပြည်နေကိုလို့ချင်တာလားလူမျိုးတိုးတက်ရေးကိုလို့ချင်တာလားအနိခံဘဝကနေလို့ချင်လို့လားတိုင်းရင်းသား136နဲ့6မျိုးဖြစ်စီချင်လို့လားရခိုင်ပြည်နေမှာတိုင်းရင်းသား9မျိုးထဲမှာနော်အဲ့ဒီ10မျိုးထပ်ပြီးတော့တိုးချင်လို့လားဘာရည်ရချက်လဲဆိုတော့အဲ့ဒီရည်ရချက်အားလုံးအားလုံးကနော်ကျွန်တော်တို့ဖြစ်နိုင်ချေရှိလားဖြစ်နိုင်ချေမရှိဘူးလားဆိုတာကျွန်တော်တို့အမိလူမျိုးတွေကျွန်တော်တို့ကိုယ်တိုင်သိပြီးသားပဲဖြစ်တယ်နော်ဆိုတော့ ဘာကိုလိုချင်ကြတာလဲလိုချင်တဲ့ဟာကိုတကယ်သူ့ရဲ့ပိုင်ရှင်နော်ခွဲထုတ်ပေးတဲ့တကယ်လက်သက်တရားခံကိုပဲနော်တောင်းပါလို့ပဲဒီဗီဒီယိုကနေပြီးတော့အဆင့်နော်တင်းစကားပတ်လိုက်ပါရစေနော်ဆိုတော့နောက်နေ့မှကျွန်တော်တို့ပြန်ဆုံကြရအောင်